နောက်ဆုံးခိုးလုံရကဘာကြီးကအမောင်ခိလို့ခေါ်တဲ့နားမလည်နိုင်တဲ့ကပေးတစ်ခုကြောင့်ပျက်စီးသွားခဲ့ပြီးနေအောင်ကြီးကကဘာမျိုးပေါ်ကိုမကြောက်ရောက်နိုင်တော့ပဲအရာအလုံးကအေးဆက်ပြီးအပင်တွေတဆုံးကုန်တယ်။လူသားမျိုးနယ်စုရဲ့နောက်ဆုံးလက်ချက်တစ်စုဟာဒီကုန်းလို့ခေါ်တဲ့အလင်းရောင်နဲ့နှွေးထွေးမှုပိစက်ကြီးတစ်ခုကိုဗဟုပြုထားတဲ့ခံတမ်းမျိုးလေးတစ်ခုမှာအသက်ဆက်ရှင်နေကြရတယ်။သူတို့ရဲ့တခုတည်းသောချင်းချောက်မှုကတော့ the shape လို့ခေါ်တဲ့တတဝါတွေပါပဲဒီတတဝါတွေဟာအမှောင်ထဲမှာပဲရှင်သန်ပြီးအလင်းရောင်ကိုတိမ်မလောက်ကြောက်တယ် တို့ဟာဘီကွန်ရဲ့အလင်းရောင်နန်နမိတ်အပြင်ဘက်ကအမောင်တို့ထဲမှာပုံခုနေပြီးခန္ဓာမျိုးရဲ့အလင်းရောင်အားနေသွားတာနဲ့ဝင်ရောက်တိုက်ခိုက်ဖို့အမြဲကြိုးစားနေကြရဲ့ဇက်လန်ကအဒမ်ဆိုတဲ့အင်ဂျင်နီယာတယောက်နဲ့သူ့သမီးလေးလီလီတို့ကနေစတင်ပါတယ်။သူရဲ့အဓိကတာဝန်ကဘီကွန်ဆက်ကြီးမရက်တန့်သွားအောင်ထိန်းသိမ်းဖို့ပါ ဒီကွန်ဟာမြို့ရဲ့အတိုက်ဖြစ်တယ်လို့အရေးများကိုထုံးနိုင်တဲ့တခုပြီးတော့လက်နက်ဖြစ်တယ်။ဒီနေ့တော့ဒီကွန်ဆက်ကြီးဟာထူးဆန်းစွာနဲ့စွာကျဆင်းလာတယ်။အလင်းရောင်ကတဖြည်းဖြည်းမှိန်လာပြီးမြို့ရဲ့အစုံပြားနေရာတွေကအမောင်ခုခဲကိုစတင်ကြောက်ရောက်သွားတယ်။အဲဒီနေရာတွေကနေလူတွေရဲ့ထိတ်လန့်ကြတာအော်ဟစ်တန်တွေဖတ်ပေါ်လာတယ်။အရေးများဝင်လာပါပြီ။အဒမ်ဟာဒီကွန်ကိုပြည်အသေးအံစူးစမ်းနေရတယ်။ မျိုးရဲ့အကြီးအကဲကသူ့ကိုအမြန်ဆုံးပြင်ဖို့ဖိအားပေးနေပြီးအရေးများဟာလူသားမျိုးနွယ်ကိုအမြင့်ဖြတ်ဖို့စူးစမ်းနေတဲ့မိစ္ဆာတွေဖြစ်ကြောင်းနာပြတ်သွားရင်အားလုံးတည်ဆောင်းရမှာဖြစ်ကြောင်းထပ်ခါတလဲလဲသတိပေးနေတယ်။သူ့တမီးလီလီကထိုးဆက်တဲ့ကလေးမလေးဖြစ်တယ်။သူမကအလင်းရောင်ထပ်အမှန်ကိုပို့သွောကြတတ်ပြီးအရေးများကို မကြောက်ဘူး။သူမကသူတို့တွေကနာကျင်နေကြတာလို့အမြဲတမ်းပြောတတ်တယ်။အဒမ်ကတော့ဒါကိုကလေးတွေးလို့ပဲသဘောထားပြီးအမှောင်နဲ့မထွက်ဖို့အငဲတိုင်းနေခဲ့တယ်။ဒီကွန်ရဲ့စွမ်းအင်ကစတိုက်ကျဆင်းလာတယ်။အဒမ်က ပြဿနာကို အခြားမတွေ့ဘူး read ကနောက်ဆုံးစီစဉ်နေတဲ့ beacon ကိုအချိန်တိုအတွင်းစွန့်ရင်အမြင့်ဆုံးဖြစ်အောင်တင်ဖို့ overcharge လုပ်ဖို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့ဒီလိုလုပ်လိုက်ရင် beacon ဟာအပီးတိုင်းတောက်ကွဲသွားနိုင်ပြီးမျိုးတစ်ခုလုံးပျက်စီးသွားနိုင်တယ်ဒါပေမဲ့အရေးများလက်ထဲအရှင်ဖန်းခန့်နားထပ်ဆိုင်ဒါကပူကောင်းတယ်လို့ရီကဆုံးဖြတ်လိုက်တယ်။အဒန်ကဒါကိုလက်ခံနိုင်ဘူး။သူကဘီကွန်ရဲ့ပင်မစွန့်ရင်ရင်းမြစ်ကို စစ်ဆေးဖို့ဆုံးဖြတ်လိုက်တယ်။ဒါဟာအန်ရီလိုများတဲ့အလုပ်ဖြစ်ပြီးဘီကွန်ရဲ့အောက်ခြေဟာအလင်းရောက်အနည်းဆုံးနေရာဖြစ်တယ်။ သူခိုးစီရောက်သွားတဲ့အခါမှာတော့အထင်မှတ်ထားတဲ့အရာတစ်ခုကိုတွေ့လိုက်ရတယ်။ဒီခိုးကြီးရဲ့စွမ်းအင်ကျဆင်းနေတာဟာဆက်ပြတ်လို့မဟုတ်ပါဘူး။အစုံတယောက်ကခိုးတဲ့ကစွမ်းအင်တွေကိုတမင်တကာဆုပ်ယူနေတာပါ။အဲဒီချိန်မှာပဲအမောင်တဲကနေရီးထွက်လာတယ်။သူ့လက်ထဲမှာထူးဆန်းတဲ့ဆက်တစ်ခုကိုကင်ထားတယ်။သူကဒီခိုးကြီးရဲ့စွမ်းအင်တွေကိုခိုးယူနေတာပါ။ဒီကအဒမ်ကိုအမှန်တရားဖွင့်ဟပြောပြလိုက်တယ်။တကယ်တော့အမှောင်ခေတက်ဂလုံးဆိုတာကပ်ပြီးမဟုတ်ပါဘူး။ ဒါဟာကမ္ဘာမြေကြီးရဲ့သဘာဝအတိုင်းပြန်လည်ကုစားတဲ့ဖြစ်စဉ်တစ်ခုပါလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလူသားတွေရဲ့ညဉ့်ဉာဏ်မှုကြောင့်ကမ္ဘာလေထုအစိတ်တင်သွားတယ်ဘီကွန်းဆိုတာလူတွေကိုကာကွယ်ပေးနေတာမဟုတ်ဘူးဒါဟာနေရောင်ကြီးအတူတစ်ခုဖြစ်ပြီးဒီလင်းရောင်ကမြို့ရဲ့လေထုကိုအစိတ်တင်အောင်တမင်တကာဖန်တီးထားတာဒီလိုရဲမှာနေရဲလူတွေဟာ ဒီလေးအောင်ကိုပဲမိခိုနေရပြီးအပြင်ကတဘာဝလီလူအမောင်ကိုမခံနိုင်အောင်စနစ်တကျပြုပြင်ခံထားရသူတွေဖြစ်နေတယ်။ The shake ဆိုတာဘာတွေလဲ။သူတို့ဟာမိစ္ဆာတွေမဟုတ်ဘူး။သူတို့ဟာဒီဘီကွန်းရဲ့အလင်းရောင်အစိတ်သိမ်းမှုကနေလွမြောက်သွားတဲ့ဒါမှမဟုတ်အစကတည်းကအပြင်ဘက်အမောင်လောကမှာရှင်သန်နေထိုင်အောင်ပြောင်းလဲသွားတဲ့လူသားတွေပဲ။သူရဲ့ခန္ဓာကိုယ်ကနေအောင်ကြီးအစိတ်ကိုမခံနိုင်တော့လို့အမှောင်ထဲမှာပဲနေကြရတယ်။သူတို့ကဘီကွန်းကိုဝင်တိုက်နေတာဟာလူတွေကိုတတ်ချင်လို့မဟုတ်ပဲဘီကွန်းဆိုတဲ့အစိတ်ဆက်ဖြတ်ကြီးကိုဖျက်ဆီးပြီးအထဲမှာ ာပိတ်မိနေတဲ့သူတွေရဲ့မိသားစုဝင်ဟောင်းတွေကိုကယ်တင်ဖို့စူးစမ်းနေကြတာပါဒီကိုညက်အလင်းရောင်ကသူတို့ကိုမီးလောင်စေလို့အနာမကပ်နိုင်ခဲ့ဘူး ။လူပြည့်ရည်ရွယ်ချက်ကပါလေ။လူဟာဒီအမှန်တရားကိုသိနေတဲ့မျိုးတီထောင်သူတွေရဲ့မျိုးဆက်မျိုးဆက်တဲ့တယောက်ပါ။သူကဘီကွန်ရဲ့စွမ်းအင်ကိုခိုးယူပြီးဒီအလင်းရောင်အစိတ်ကိုပို့ပြီးပြင်းထန်အောင်ပို့ပြီးတရှိခံအောင်လုပ်ဖို့စူးစမ်းနေတာ။သူကအပြင်လောကအမှန်ကိုလက်မခံနိုင်ပဲလူသားစစ်စစ်တွေဟာဒီအလင်းရောင်အောင်မှာပဲရှင်သန်ရမယ်လို့ယုံကြည်နေတဲ့အစွန်းရောက်တယောက်ဖြစ်နေပါတယ်။အာဒမ်ဘာလို့ရမှန်းမသိဖြစ်သွားတယ်။အဲ့ဒီအချိန်မှာသူ့သမီးလီလီကကိုးခန်းထဲကိုရောက်လာတယ်။သူမက အရေးတကောင်ရဲ့လက်ကိုဆွဲပြီးခေါ်လာတယ်။အဲ့ဒီအရေးကတခြားသူမဟုတ်ဘူး။ လူငယ်တဲ့နှစ်ပေါင်းများစွာကအမောင်ထဲမှာပျောက်ဆုံးသွားတဲ့သူထင်သားတဲ့သူ့ရဲ့ဇနီးလီလီရဲ့အမိဖြစ်နေပါတယ်။သူမဟာပြောင်းလဲသွားခဲ့ပြီးသူ့သမီးလီလီကိုလာခေါ်တာပါ။လီလီကအစကတည်းကအပြင်လောကနဲ့တဟဆာတာဖြစ်နေတဲ့ကလေးမျိုးဆက်သစ်ဖြစ်နေတယ်။ရစ်ကသူ့ကိုတတ်ဖို့ကြိုးစားတယ်။ဒါပေမဲ့ဘီကွန်ရဲ့စွန်းအင်တွေကြဆင်းသွားတာနဲ့အမြအရေးများဟာအလုံးအင်းနဲ့ဝင်ရောက်လာပြီးရစ်နဲ့သူ့ရဲ့အဆောင်တွေကိုတိုက်ခိုက်ပါတော့တယ်။ အဒမ်ဟာနောက်ဆုံးမှာဆုံးဖြတ်ချက်တစ်ခုကိုချက်ချင်းချလိုက်ရတယ်။သူဟာရီကိုတာစီပြီးဘီဂွန်ရဲ့ပင်မကိုးကိုတူးလက်နဲ့ကိုယ်တိုင်ဖြည့်ဆည်းပစ်လိုက်တယ်။ဘီဂွန်ကြီးပောက်ကွဲသွားပြီးမြို့တစ်ခုလုံးထောက်ရက်အမှောင်တို့ကဖုံးနှံသွားတယ်။လူတွေအလန့်တကြားအော်ဟစ်ကြတယ်။ဒါပေမဲ့သူတို့မသိသေးကြဘူး။အရေးများကသူတို့ကိုမတက်ဘူး။အမှောင်ထဲမှာအဒမ်ကသူ့ရဲ့အသက်ရှူဆက်ကို ဖြုတ်ချလိုက်တယ်။သူအသက်ရှူလို့ရနေတော့မယ်။အေးဆက်ပေမဲ့တန့်စင်တဲ့လေးကိုသူရှူရှိုက်လိုက်တယ်။ သူ့ဇနီးနဲ့သူ့သမီးလီလီကသူ့ကိုလာတွဲခေါ်သွားတယ်မျိုးတွေကချားလူတွေလည်းသူတို့လိုပဲအသက်ရှင်နေမှတဖြည်းဖြည်းသဘောပေါက်လာကြတယ်။သူတို့ဟာမိဆာရီစီကပုံနေခဲ့တာမဟုတ်ပဲအလင်းအောင်ဆိုတဲ့ထောင်ထဲမှာသူတို့ကိုသူတို့ပိတ်လောင်ထားခဲ့ရတာဖြစ်တယ်။ဇလန်းဟာအဒမ်နိုမီတာစု၃ယောက်အမောင်တို့တွေကတကယ်ကဘာတက်စီဖူချောင်းလွှမ်းသွားတဲ့အမြင်ဝင်းနဲ့အဆုံးသတ်သွားပါလေ။ဇလန်းလေးကတော့ဒါပါပဲရှင်။ကျေးဇူးအများကြီးတင်ပါတယ်။